က်ကြီးကိုခဏလောက်ပိတ်ထားပေးလို့ရမလားရှင်။ကျွန်မအစ်တော်ဆော့လိုက်အောင်မရှင်။လေးတော့ဒီမန္တလေးငလင်ဘေးတင်ပြည်တွေရဲ့အတွက်အဲအလူခံတဲ့ပွဲလေးမှာ မြန်မာလေးကကြတော့ငါတို့အားလုံးလိုအတူတူအိပ်ပြဆက်လေးမှာပါဝင်ထားပါဗါတယ်အဲဘူဘူ entertainment ရယ် system protection ရယ်မြန်မာရုပ်ရှင်အစည်းအဝေးပေါင်းပြီးလုပ်တဲ့အဲဟိုဟာလေးပေါ့နော်ပြဆက်လေးမှာပါပါဝင်နေ ဒီပြဆက်တဲ့မှာညီမလေးကကြတော့ဟိုဘောနော် nasma ပေါ့ nasma ဆိုပေမဲ့အရင်အဲ့လိုတက်တော့ယူတဲ့ nasma လေးပေါ့နော်အဲ့တော့အဲဒီစင်ကိုဟိုကလကဖွင့်လိုက်တာနဲ့အရင်ကတက်တော့တွေကနေရကောင်မလေးနဲ့အနေနဲ့မြင်ရမှာပါအဲညီမလေးတို့ကတော့ဒါပထမဆုံးအတွေ့အကြုံပေါ့အဓိကကတော့အဲပုံမှန်ဆိုရင်ပြဆက်စင်ကိုကြောက်တဲ့လူတွေမှာပါတယ်နော်ဒါပေမဲ့ဒီပြဆက်လို့ပတ်ဝန်းကျင်ခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့ညီမလေးကဒီ ငလင်ဆောက်လုပ်တဲ့အချိန်မှာကခရီးရောက်နေတယ်အဲ့တော့ကိုယ်တိုင်ကိုကြမလူပြစ်ခဲ့ဘူးကိုယ်တိုင်ကိုကြဝင်ငွေဟိုကိုယ်တိုင်အားဖြည့်ပြီးမလူခဲ့ရဘူးပေါ့နော်ပတ်စံနဲ့ကတော့လူဖြစ်တယ်ဘူဘူ entertainment နဲ့လည်းဒီပြင်းမနာငလင်မှာသွားလူဖြစ်တယ်ပြီးတော့ကကြတော့ ဒီနောက်ဖို့ဦးစီးပြီးတော့မှအင်းလေးဒေတာပြန်လဲထူထောင်ရေးမှဆိုလဲအိမ်လေးတွေပြန်ဆောက်တဲ့အိမ်လေးတွေမှာအတွက်လဲမြန်မာလေးငွေအားနဲ့တွားလူဖြစ်တယ်ဒါပေမဲ့ကိုယ်တိုင်ကိုကြအားနဲ့ကိုကိုယ်တိုင်တွားမလူဖြစ်တော့အဲဒါအတွက်အရန်လူကျင်နေတဲ့အချိန်မှာအညီမလေးဒီငယ်လေးအတွက်ဒီလိုမျိုးအလူခံရမဲ့ပွဲလေးရှိရလုံမလားဆိုတော့ညီမလေးကအရန်ကိုအိမ်အားတွေစိုက်ထုတ်ပြီးတော့လုံကျင်တဲ့အတွက်လုံဖြစ်တာပါရှင့်အဲဒါကိုကိုယ်ရဲရတယ်လားသိကြောက်ပြီးမယ်လေပေါ့ဟုတ်ပါဘူးရှိအောင်လို့ဘာဖြစ်တာသင်္ခါးပြီးပြီလေဒါဟာတယ်ရောအချိန်လေးကိုယ်ရဲလုံခဲ့ ညီမလေးတို့အခုရဟဆဲကို၄ရက်တတိအဲဒီမှာလာပြီးတော့၄ရက်တတိလောက်ထားပါတယ်ဒီနေ့လည်းအရန်ကိုရင်ခုန်နေပါတယ်ဘာလို့ဆိုတော့တကယ်လူကြီးတွေလည်းလာကြည့်မယ်ပြီးတော့ live live တွေလည်းလွှင့်မယ်ဆိုတော့เนาะအကယ်လို့ဒီနေ့ဒီနေ့မှာအဒီနေ့မနက်ဖြန်တပတ်ခါ၃ရက်ရှိမယ်ဗောနော်ညီမလေးတို့ကတော့ဒီနေ့တရက်ထဲပါပဲအကယ်လို့ဒီ၃ရက်လုံးမှာကိုတိုင်ကိုကြဒီအမျိုးသားကားဆက်ရုံမှာလာမကြည့်နိုင်ဘူး တကယ်လို့ဒိုင်ရိုက် live ကြည့်မယ်ဆိုလို့ရှိရင်လည်း channel တွေမှာပေါ့နော် MRT4 ရော channel တွေမှာဒိုင်ရိုက် live ကြည့်လို့ရပါတယ်ပြီးတော့အကယ်လို့အလူငွေတွေများလှူကျင်တဲ့ခါမျိုးရှိရယ်ဆိုရင်လည်းဒီ KP ဖုန်းနံပါတ်တွေလည်းတင်ထားပေးတယ်ပေါ့နော်အဲ့မှာလာပြီးတော့အလူငွေတွေလာပြီးထည့်လို့ရပါတယ်ရှင်စကလုံးအတုံးနှုံးလေးတွေမှာဆိုလို့ရှိရင်အခုညီမလေးတို့ရဲ့ပြဆက်ရဲ့ဇက်ပုံစံလေးကကြတော့အဲ့လိုအဓိကအာဟာတာလေးလည်းပါတယ် အဲနောက်ဆုံးမှာငလင်လောက်သွားပြီးတော့ညီမလေးတို့ကဒုက္ခတွေတွေဖြစ်သွားတဲ့ပုံစံလေးပေါ့အဲ့မှာကိုလာပြီးအလူအလူအလူငွေလာထဲတဲ့လူအဲပရိုက်တာတကယ်သူရဲကောင်းနေပေါ့အဲသူတို့တွေကိုလည်းကျေးဇူးတင်တဲ့အနေနဲ့ဂုံဖော်ထားတဲ့ပြဿနာလေးဖြစ်ပါတယ်နောက်ဆုံးမှာလေးနော်